ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဘီနာကောင်းအောင်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ န်းရှောက်လာနေကြပြီးတော့မြန်မြန်လာကြပါဇာတော်တတိထားတော်လူတုံးနဲ့တူတတိလှမ်းပေးနဲ့ရှောက်လှမ်းလာနေကြပါလေတနေအောင်ရောက်တဲ့ကဘုံဆက်30ဖះចောင်းတစ်ចောင်းကိုတွေးလိုက်တာကြောင့်ဝန်တာအားနဲ့ဖြစ်သွားခဲ့ကြပါလေထန်ဆန်းကိုယ်တော်အားလုံးကြည်လိုက်ကြဖို့နဲ့အရန်တပ်ပေးတဲ့ဖះတစုရှိမှရှိနေကြောင်းကိုပြောလိုက်ပါလေဟူချင်းကတော့တို့ဒီနားမှာနေလို့ရဖြစ်ကြောင်းပြောနေခဲ့တယ်လို့ပါကျရတော့ဖះရှိရင်ဘုံចောင်းရှိမယ်ဘုံចောင်းရှိရင်တော့ဘုံကြီးရှိမှဖြစ်တာကြောင့်အစားကောင်းတွေကိုဆုံးခံရမယ်လို့ပြောကတွက်ချီကြိုက်နေခဲ့ပါလေ ။ဘာကျဲရပဲတလောက်ကြာကြီးရောက်လာပြီးတော့မှပိုက်တွေလဲစားရေတွေလဲငတ်နေဖြစ်ကြောင်းကိုပြောနေခဲ့တာပါ။တလန်းလုံးနဲ့ဆုံးခုံရဲ့မီးတောင်ဆွမ်းနဲ့အစာအစာပြက်လက်လာခဲ့တာဖြစ်တယ်လို့ဝူခုံးကိုလှမ်းပြီးတော့ပြောနေခဲ့ပါလေ။ရွာရွာကိုရောက်တဲ့အခါမှာတော့ဘာကျဲကဒီရွာမှာလဲရေရှားပုံရကြောင်းနဲ့ဖုံတွေလဲလွင့်နေတာဖြစ်ကြောင်းကိုရေရွတ်နေပါလေ။တနေရာမှာတော့ညစ်သေးသေးဖြစ်နေတဲ့ရှောင်းလင်းဖုံကြီးတစ်ပါးဟာတံပြန်တဲ့လူတယောက်ရဲ့ခြေသလုံးကိုကိုင်းပြီးတော့ကေတင်ရှင်ကြီးရဲ့အစာအစာနည်းနည်းပေးပါဆိုပြီးတော့တောင်းဆိုနေခဲ့ပါလေ။ ကယ်တင်ရှင်လို့ခေါ်ခံရတဲ့သူကအစာတောင်းသူရှောင်းလင်းကိုတော့ကန်ထုတ်ပစ်ခဲ့လိုက်တာပါအဲ့ဒီမြင်ကွင်းတွေကိုမြင်ရတဲ့ထန်ဆန်းကိုတော့ဟာအော်မီတော်ဖို့လို့ရေရွတ်လိုက်ကတန်ဝေကတရားကြနေခဲ့ပါလိဆရာတော်ဟာပါကျဲကိုခေါ်လိုက်ပြီးတော့ဗုဒ္ဓဘာသာကိုယုံကြည်တတ်ဝင်သူတယောက်ဟာဒီလိုပဲဖြေဆိုးကြုံနေရတာလားလို့မေးလိုက်တာကြောင့်ပါကျဲကသူလဲနားမလဲတော့ကြောင်းကိုပြန်ပြီးတော့ဖြေနေခဲ့ပါလိဝူချင်းကလည်းမျိုးသမီးတယောက်စီမှာအစာလိုက်တောင်းနေတဲ့ကိုရင်ငယ်လေးတစ်ပါးကိုပါကျဲကိုပြလိုက်ကသူလဲစိတ်မကောင်းဖြစ်နေခဲ့တာပါ အမျိုးသမီးကလည်းအထိတ်တလန့်ဖြစ်ကကြီးကြီးကြောင်ကြီးနဲ့ဟိုဒီဒီကြည့်ပြီးတော့ကိုရင်လေးကိုကျောင်းတနီအောင်ဆွဲခေါ်သွားလိုက်ခဲ့ပါလေ။ကျောင်းတနီအောင်ရောက်တဲ့အခါမှာအစာပေးနေတဲ့အမျိုးသမီးကိုရဲမတယောက်ကမြင်သွားခဲ့ပြီးတော့အမျိုးသမီးရဲ့လက်ထဲကအစာကိုလူကဆောင်းရင်းကိုတော်ကိုစာမပေးဘူးပြောရင်တွန်းထုတ်ပစ်လိုက်တာကြောင့်အမျိုးသမီးဟာလည်းလဲကျသွားခဲ့ရပါလေ။ဇာရောအဆုံးကုန်းကိုခေါ်ပြီးတော့အဲ့ဒီမြင်ကွင်းကိုပြတဲ့အချိန်မှာပဲရဲမတ်ဟာအစာတောင်းတဲ့ဆောင်းရင်းကိုတော်ကိုစာတောင်းရပါမလားဆိုကဘားဒီနားတွေကိုဘဲပြန်ညာပြန်ရိုက်နေခဲ့ပါလေ။ ဲ့ဒီမြင်ကွင်းကိုကြည့်ကဝူချင်းကလည်းဒေါသထွက်နေသလိုပါချဲကလည်းလူမဆန်တဲ့လုပ်ရဖြစ်ကြောင်းကိုပြောနေခဲ့တာပါတို့နဲ့ပါချဲအနားမှာတွေ့တဲ့ကြောက်အိုးကြီးကိုကန်လိုက်တာကြောင့်ရဲမန်ချော်လဲမလို့ဖြစ်သွားရပါလိမ့်နောက်ပြန်လှဲကျဲရဲမန်ကြောက်အိုးကြီးကိုတွေ့တဲ့အတွက်ဒေါသနဲ့ကန်လိုက်တဲ့အခါသူ့ခြေထောက်ပဲနာသွားခဲ့ပါလိမ့်ရဲမန်လှုပ်ပြခဲ့တဲ့အစာကိုထန်ဆန်းတဲ့ပါချဲကကောက်ယူခါရောင်လင်ကိုတော်လေးကိုကောက်ယူပြီးတော့ကျွေးခဲ့လိုက်ကြပါလိမ့်ရောင်လင်ဖုံးကြီးတစ်ပါးကတော့အဲ့ဒီမြင်ကွင်းကိုထိုင်ကြည့်နေအောင်တွေ့ရတာကြောင့်ထန်ဆန်းကသွားပြီးတော့နှုတ်ဆက်လိုက်ခါ ဲဒီကိုတော်ကိုထန်ဆန်းကိုတော်ကဘယ်ကလာလို့ဘယ်ကိုကြွမှလဲလို့မေးနေခဲ့ပါလေအဲဒီဆောင်းလင်းကိုတော်ကသူဟာရွှေရောင်အလင်းဖုံးကြီးเจ้าကလာခဲ့တာဖြစ်เจ้าကိုပြောပြနေပါလေထန်ဆန်းကိုတော်ကရွှေရောင်အလင်းเจ้าကိုရောက်တဲ့အခါမှာထုတ်တန်းမှာတွဲလောင်းချီကနှိပ်ဆက်ခံထားတဲ့ဖုံးကြီးတစ်ပါးကိုတွေးလိုက်ရပါလေထန်ဆန်းကိုတော်ကကူညီလိုက်ပါအောင်လို့ပြောတဲ့အခါပါသေးကသူသွားကယ်လိုက်မယ်လို့ပြောကတွဲလောင်းဆွဲခံထားတဲ့ဖုံးကြီးကိုသွားပြီးတော့ဖြုတ်ပေးလိုက်ပါလေပါသေးအနားမရောက်ခင်မှာပဲဝူခုံးကတကုန်းနဲ့လှမ်းပြီးတော့ဖြီးပေးလိုက်တာကြောင့် ဘုံကြီးဟာကြိုးပြီးသွားပြီးတော့ပါကျဲကစီးကြိုဖမ်းထားလိုက်ရပါလိမ့်။အဲ့ဒီချိန်မှာပဲရဲမတယောက်ကရောက်လာတဲ့အတွက်ဆရာတော်ကြီးကပါကျဲကိုဒိုးဒိုးလေးနေဖို့ပြောနေခဲ့ပါလိမ့်။ဝူချင်းကလည်းဒဏ်ရာရနေတဲ့ဘုံတော်ကြီးကိုထမ်းကအခန်းထဲမှာဖွက်ထားပေးလိုက်ပါလိမ့်။ဇုံခုံကတော့အဲ့ဒီဘုံတော်ကြီးရဲ့နေရာမှာဘုံတော်ကြီးတူးလို့တကိုးနဲ့ဟန်ဆောင်ဖန်ဆင်းလိုက်ချိန်မှာပဲရဲမဟာအခန်းထဲကိုဝင်လာခဲ့ပါလိမ့်။ဘုံတော်ကြီးကထန်ဆန်းဆရာတော်နဲ့ဖွဲ့ကိုအခန်းတစ်ခုစီကိုတိတ်တဆိတ်ခေါ်ဆောင်သွားခဲ့ပါလိမ့်။ ခန်းဆန်းကိုတော့ပြက်စီးလို့နှီးပါဖြစ်နေတဲ့ဘုရားတစုကိုတွေးလိုက်ရတာကြောင့်အော်မီတော်ဖောဆိုပြီးတော့ဝေပြုခဲလိုက်ပါလေ။ထန်ဆန်းကိုတော့ပါကျဲနဲ့ဝူကျင်းကိုနှိမ့်ဆက်ခံထားတဲ့ဘုန်းကြီးကိုတနေရာမှာပြုစုထားခိုင်းလိုက်ပါလေ။ဝူခုံးနဲ့ထန်ဆန်းကိုတော့တို့ဟာဘုန်းတော်ကြီးနဲ့အတူတူအခန်းတစ်ခုထဲဝင်သွားခဲ့ကြပါလေ။ဘုန်းတော်ကြီးကပြောရရင်တော့အရှိကြီးပဲလို့ပြောကဇက်ဆောင်ခင်းပြီးတော့ပြောပြစားပါလေ။ဘင်းတစ်ပါးကိုလူတစ်ယောက်ကဂါရဝါပြုနေကြပြီးတော့သူတို့ထဲကတယောက်ကခုချိန်မှာနိုင်ငံတော်ရဲ့ရတနာရွှေချောင်းတော်ထဲမှာတောက်ပနေကြောင်း အဲဒီလိုမျိုးကိုမြင်တွေ့ခွင့်ရတာအင်မတန်မှကံကောင်းလာကြောင်ရှောက်တင်နေခဲ့ပါတယ်။ဘီရင်ကြီးကလည်းခုချင်းဟာရွှေချောင်းတော်စီကိုသွားပြီးတော့နိုင်ငံတော်ရဲ့ရဲနာကိုဖူးမြော်မယ်မင်္ဂလာချိန်တော်ကြောင်းဤဖြစ်ကြောင်းကိုပြောပြနေပါတယ်။ရွှေချောင်းတော်ထဲမှာတော့နိုင်ငံတော်ရဲ့ရဲနာအစွမ်းနဲ့တဖြက်ဖြက်တောက်ပနေပြီးတော့ဇေဒီတော်ဟာရောင်ကြီးတော်လွတ်နေခဲ့ပါတယ်။ဘုန်းတော်ကြီးကလည်းခုညမှာဘီရင်ကြီးကနိုင်ငံတော်ရဲနာကိုလာအုပ်ပြီးတော့ဖူးမြော်မှာဖြစ်ကြောင်းအားလုံးကိုအစင်းနဲ့ပြင်ထားကြဖို့လဲမှာကြနေခဲ့ပါတယ်။အဲဒီချိန်မှာပဲမိုးသားတိမ်လေးတွေကတက်က လေအစည်းတွေတစ်ဖက်ဖက်လက်မိုးကြိုးတွေပါပြစ်ချပြီးတော့ရွှေအကြောင်းတော်တစ်ခုလုံးကအမှောင်ကျသွားခဲ့ပါတော့တယ်။ရဲမန်တယောက်ကနန်းတော်ထဲကိုရောက်လာပြီးတော့နိုင်ငံတော်ရဲနာဟာပျောက်ဆုံးသွားကြောင်းလာအောင်ပြီးတော့ရှောက်ထားနေခဲ့ပါတယ်။ကျောင်းနိုင်ဆရာတော်ကဘရင်မိန့်နဲ့နိုင်ငံတော်ရဲနာကိုရှာဖွေနေခဲ့ရပါတယ်။မင်းချင်းနေတဲ့ကျောင်းနိုင်ဆရာတော်ကဘုရားဌာပနာတိုက်ထဲတည်းသွားအောင်ကကြီးစုခဲ့ကြပေမဲ့မင်းရဲနာကိုမတွေ့ရှိပဲဖြစ်နေခဲ့ပါတယ်။ဘရင်ကလည်းကျောင်းနိုင်ဖုန်းတော်ကြီးကိုရဲနာသခိုးပြင်းနဲ့ဆွဆွဲကထိတ်တုံးခတ်ပြီးတော့ဖမ်းဆီးသွားခဲ့ပါတော့တယ်။ ဆရာတော်ကလည်းမတရားဆွဆွဲခံတာဖြစ်ကြောင်းပြောကတခြားဘုန်းကြီးတွေကလည်းဆရာတော်ကိုမဖမ်းမှုလိုက်လံပြီးတော့တားဆီးနေခဲ့ကြတာပါမင်းချင်းတွေကရွှေချောင်းတော်ကိုချိတ်ပိတ်ကရန်တော်တွေကိုလည်းညှင်းပန်းနှိပ်စက်ဆစ်ဆေးကြပါတော့လေဘုန်းကြီးတွေကလည်းကျောင်းတော်မှာမหนีရတော့ပဲထွက်ပြေးနေကြကြောင်းရဲမတ်တွေကလာပြီးတော့ရှောက်ထားနေကြတာပါရဲမတ်ကသူတို့ကဘလို့ပင်နှိပ်စက်ပြီမဲ့ရဲနာရှိအကူတော့မသိရှိခဲ့ရကြောင်းကိုပြောကြားနေပါဘင်းကြီးကလွန်တရာမှစိတ်ဆိုးပြီးတော့တွေးတဲ့ဘုန်းကြီးကိုတွေးတဲ့နေရာမှာတဆိတ်ဆိုရဲအမိန့်ကိုပေးလိုက်ပါတော့လေ ရဲမတွေကဘုံကြီးတွေအချုံနောင်ထားကိုလာအောင်ခဲ့ပြီးတော့ရဲနာပြောင်ဆုံးနေတာကာလာပေါင်းများစွာကြာပြီးဖြစ်တဲ့ပြင်ဒီချိန်ဒီကိုပြန်မပြီးနိုင်တာကြောင့်ဖန်စီလာတဲ့ဘုံကြီးတွေအားလုံးကောင်းဖြတ်ကွတ်မြတ်ပြည့်ရမယ်ဆိုတဲ့အမိန့်ကိုပြောပြလာခဲ့တာပါဘုံကြီးတွေကလည်းမတရားဆွဆွဲခံတာဖြစ်ကြောင်းပြောနေုံသာတတ်နိုင်ခဲ့ပါတော့တယ်ဒီလိုနဲ့ရွှေချောင်းဆရာတို့ရဲ့ရှောက်ထားချက်တွေကြောင့်အလွန်တရာမှတိမ်မွေးတဲ့ထန်ဆန်းကိုယ်တော်ကဒါဟာယုံကြည်မရှိတဲ့အကြောင်းတရားပဲလို့ပြောလိုက်တာတောက်တခါခါဖြစ်နေခဲ့ပါတယ်ရွှေချောင်းဆရာတို့ကမနှက်ဖြံပါဖန်စီကန်ဘုံကြီးတွေကို ကောင်းဖြတ်ကွမျက်တော်မှာဖြစ်တာတော့ကုညီပေးဖို့သူတို့မြီးဖိုးတွေကမျောလိနေပါကြောင်းကိုရှောက်ထားလိုက်ပါလေဆရာတော်ကဆုံးခုံးခေါ်ကလမ်းမှာဖြတ်တန်းလာတဲ့ကြောင်းမှန်သမျှအမွှေးတိုင်ထိုးပြီးတော့ကြော့ခဲ့သူတန်ရှင်းလုတ်ခဲ့သူလိုပဲအခုလဲတပြက်စီးလဲဖို့အာဒီတာပြင်းပြနေပေမဲ့ဘုံเจ้าတော်ကချိတ်ပိတ်ထားတာကြောင့်အခက်တွေ့နေရာအကြောင်းပြောလိုက်တဲ့အခါဝူခုံးကတကားဖွင့်ပေးဖို့တာဝန်ကသူ့တာဝန်ထားလိုက်ဖို့နဲ့ညဘက်လူကြီးတိတ်ချိန်မှာတန်ရှင်းသွားလုံနိုင်ကြောင်းအကြံပေးလိုက်ပါလေနောက်တော့ဆရာတော်ကဝူခုံးကိုတပြက်စီးချောင်းရှာခဲ့ပေးဖို့စေခိုင်းလိုက်ပါတော့တယ် ညာချုံရောက်တဲ့ခါမှာတော့ဝူခုံးနဲ့ဆရာတော်ဘုရားမှာတန်ရှင်းလို့ဖို့သွားခဲ့ပြီမိတ်ဘုရားမဟုတ်ဦးဟာချိတ်ပိတ်ထားတာကြောင့်ဝူခုံးကတကိုးနဲ့ဖယ်လိုက်ကဆရာတော်ကိုအ мян ဝင်လာဖို့အတွက်ခေါ်ခဲ့လိုက်ပါလိဘုရားတွေရောက်တဲ့ခါမှာတော့ဝူခုံးကဘုရားနိုင်အမွေးတိုင်ထုံးပြီးအလင်းအောင်ရရှိစေကဆရာတော်ကတော့ပိုးရင်မြင်တွေရှင်းရင်နဲ့တန်ရှင်းတွေလောက်ကဖြည်းဖြည်းချင်းတထေချင်းအပေါ်ကိုတက်သွားခဲ့ရမှာဆရာတော်ပဲနှစ်ယောက်ဟာတညာလုံးတန်ရှင်းလုံးနေခဲ့ကြပြီးတော့ဆရာတော်ကဘဏ္ဍထက်ကိုရောက်ပြီလဲလို့မေးလိုက်တဲ့ခါမှာဝူခုံးကစေတက်မြောက်ရောက်နေပြီဖြစ်ကြောင်းဆရာတော်ကိုရှောက်တင်လိုက်ပါလိ ်ဆယ်တန်းမြောက်အရောက်မှာမိုးလင်းသွားခဲ့တာကြောင့်ဆရာတော်ဟာလည်းရန်ကိုပင်ပန်းနေဖြစ်တဲ့အတွက်ဇုံခုံကကြံတဲ့အထက်၃တပ်ကိုတပြက်စီးလဲင်းနဲ့ဆက်တက်သွားခဲ့ပါလိမ့်ဘိုးရင်တွေကိုတပြက်စီးလဲင်းနဲ့ရုပ်ပွားတော်တစ်ခုရဲ့ဖုံမုံတွေကိုမှုတ်လိုက်တာကြောင့်ဖုံနေရာနှာခေါင်းထဲဝင်ပြီးတော့ဟာချိုးဖြစ်သွားခဲ့ပါတော့လေဒီလိုနဲ့ပေါ်ဆုံးတက်ကိုရောက်လာတဲ့အခါမှာတော့ရှောင်းလီဘုံကြီးနှစ်ပါးတောက်စားပျော်ပါနေတာကိုတွေ့လိုက်ရပါလိမ့်ဝူခုံးကလည်းဘုံကြီးဟန်ဆောင်ပြီးတော့ဆရာတော်တို့အရက်တောင်းနေကြတာလားလို့မေးလိုက်တာပါ။ဘုံကြီးကဘာဝူခုံးကဘယ်ကဘလို့ရောက်လာလဲလို့မေးလိုက်တဲ့အခ ်ဝူခွန်ကလည်းကိုတော်တို့ကဘဲကလာပြီးတော့ဒီမှာရက်လာတောင့်နေကြတာလေလို့ပြန်မေးခွန်းထုတ်လိုက်ပါလေဘုံကြီးနှစ်ပါးလည်းဝူခွန်ကဒါမင်းကိစ္စမဟုတ်ပါဘူးလို့ပြန်ပြောလိုက်တာပါဝူခွန်ကဒါဆိုရင်သူ့ကိုလည်းအရက်တိုက်ဖို့တောင်းတောက်တဲ့အခါအရက်မတိုက်ပဲအရက်ခွက်နဲ့ပတ်လိုက်တာကြောင့်ဝူခွန်ကပါးစပ်နဲ့ဖမ်းယူလိုက်ပြီးတော့ဘုံကြီးနှစ်ပါးတဲ့ကတပားဟာဇုံကုံကိုကြက်ပောင်နဲ့ထိုးနေတာကြောင့်ဝူခုံးလည်းအသေးအံရှောင်ပြီးတော့နောက်မှသတိရကကြက်ပောင်ကိုလှမ်းပြီးတော့ကြိုက်ချလိုက်ပါတယ်။ဘုံကြီးတစ်ပါးလည်းအရအိုးနဲ့ထုနေရကြောင့်ဇုံခုံးကအရအိုးကိုမော့ပြီးတော့ဘုံကြီးနှစ်ပါးကိုပြန်ထွေးထုတ်လိုက်ပါတယ်။ ဘုံကြီးတစ်ပါးကလည်းဇုံကုံဇွန်းနဲ့ခေါက်နေတဲ့အတွက်ဦးခွန်ကအသေးအံရှောင်းနေခဲ့ရပါလေဇုံကုံကပက်လက်လန်သွားတဲ့ဘုံကြီးတစ်ပါးကိုရက်အုံးနဲ့ထုချပြီးတော့မျက်နာပေါ်အရက်နဲ့လောင်းချပစ်လိုက်ပါလေဦးခွန်ကလေကားအောက်ကနေစောင့်ကြည့်နေအပေါ်ကရှောင်းနေတဲ့ဘုံကြီးကိုသူ့ရဲ့အစွမ်းနဲ့ကြမ်းပေါက်ကြုံကြအောင်လုပ်ပြီးအောက်ကိုရောက်တော့မှခြေထောက်နဲ့ခုံကန်ကအပြန်လန်တိုက်ခိုက်နေပါလေဇာတော်ကလည်းဆယ်တန်းမြောက်မှာဇုံကုံကိုစောင့်နေခဲ့ပါလေအဲ့ဒီဘုံကြီးနှစ်ပါးနဲ့ဇုံကုံကတိုက်ခိုက်နေကြရင်ဇုံကုံကဘုံကြီးနှစ်ပါးလုံးကိုမှောက်သိမ့်လိုက်ပြီးတော့ဒေချာကြည့်လိုက်တဲ့အခါကျတော့မှ ဟန်ဆောင်ဘုံကြီးအေးချုံအတုတွေဖြစ်နေမှသိလိုက်ရပါတော့တယ်။ဟန်ဆောင်ဘုံကြီးတွေကရေကုန်ခွာချပြီးတော့မူလမိษาပုံစံပေါ်လာခဲ့ကသူတို့အခွင့်လို့ပေးဖို့တောင်းဆိုနေပါတော့တယ်။သူတို့ကပန်ပူပါနဲ့ပါပူပန်ညီနောင်မိษาတွေဖြစ်ပြီးတော့ထွက်ပြေးသွားသူကတော့ပန်ပူပါရဲ့တပည့်မိษาဖြစ်ကြောင်းကိုပြောပြနေပါတယ်။ဘုရားရေနာဘသူခိုးတာလဲလို့မေးလိုက်တဲ့အခါမှာတော့မြာစိန်အောင်ကံတော်ကနဂါမင်းရဲ့တမတ်ဖြစ်သူခေါင်းကိုလုံးပိုးကောင်ကခိုးယူသွားခဲ့တာဖြစ်ကြောင်းကိုပြောပြနေခဲ့ပါတယ်။ မြာစင်းအောင်ကန်စီမှာတော့ခေါင်းကိုလုံးနှကားဘုရားရေနာနဲ့သူစနီးရဲ့ဘိုက်ကိုပုတ်တက်ပေးနေနေဒီရေနာနဲ့တနေ့၃ချိန်ပို့ပေးပါကသားသမီးနှကားရရှိလာမှာဖြစ်ကြောင်းကိုပြောပြနေပါတယ်။သူရဲ့ဇနီးကနှကားမမွေးပဲဘိုးကောင်လေးတွေမွေးလာမှသာကြောက်ရတာဖြစ်ကြောင်းကိုပြောနေတာကြောင့်ခေါင်းကိုလုံးနှကားကဘသူကတင်းကြိုင်ခန်းလို့လာကြရတာလဲလို့ပြန်ပြီးတော့စားနောက်နေခဲ့ပါတယ်။အဲဒီချိန်မှာပန်ပူပါရောက်လာတာကြောင့်ဘုရားရေနာကိုနှကားရဲ့ဇနီးကကမာကုန်ထဲမှာဖွက်ထားလိုက်ပါတယ်။ပန်ပူပါထန်ဆန်းတဲ့သူ့တပည့်တွေရောက်လာပြီဖြစ်ပြီးတော့ ဘာဘူပန်ကိုဖမ်းဆီးထားလိုက်ကြောင်းကိုပြောပြလာခဲ့ပါလေသူတော်မှလွတ်အောင်လို့မနေပြီးလာခဲ့ရအောင်ပြောလိုက်တဲ့အခါကိုနဂါကဇုံခုံကတကယ်ပဲရောက်လာခဲ့ပြီလားလို့မေးနေခဲ့ပါလေကိုနဂါဇုံခုံရောက်လာဖြစ်တဲ့တော့သူတို့ရဲ့ရဲနာကိုအချိန်မွေးပြန်လဲလူယူသွားနိုင်တာကြောင့်ဘုံမိုဂီယူဆိုင်ဖို့လဲဇနီးတဲ့ကိုပြောကြားနေခဲ့တာပါကိုနဂါဇနီးတဲ့စီကဇတို့ကိုယူပြီးတော့ဗန်ဘူဝါကိုပေးကဇုံခုံတို့စားမယ်အစာတွေကိုထည့်မွေလိုက်ဖို့ခိုင်းစေလိုက်ပါလေကိုနဂါမြင်းပြူစားမယ်အစာတွေကိုပါထည့်မွေဖို့အတွက်ထပ်မံသတိပေးလိုက်ကား အားလုံးကိုရှင်းပြဖို့တာဝန်ပေးလိုက်ပါတော့တယ်။ဘာပူပန်ဆောင်နေတဲ့ဂိုရိုရီယာအဝင်တကားတစ်ပြိပြိနဲ့ပွင့်လာကြအောင်နှစ်ပါးသားသွားပြီးတော့ကြီးစုခဲ့ကြပါလိမ့်။ဘုံကြီးတစ်ပါးထွက်သွားတဲ့အခါပန်ပူပါရောက်လာခဲ့တာကြောင့်ဘာပူပန်ကသူ့ကိုထားခဲ့ရသလားလို့အပြစ်တင်နေခဲ့တာပါ။ပန်ပူပါကိုပုံတကားပေးလိုက်တဲ့ဇတိုးကိုပြပြီးတော့စားစရာတွေမှန်သမျှတွေကိုလိုက်ပြီးတော့မှုေပါတော့တယ်။ဘုံတော်ကြီးနဲ့အောင်ပြန်အောင်လာပြီးတော့ဆက်လက်စားတောင်းနေကြပြီးတော့အစိတ်မိသွားခဲ့ပါလိမ့်။ပန်ပူပါပါပူပန်လာပြီးတော့ကဲတင်သွားခဲ့ပါလေဒီနှောင်းနဲ့လေတော်တော်လေးယူရှုပ်နေပါပြီ ဆိုတော့ဘာဘူပန်နဲ့ပန်ဘူပါပါကျဲနဲ့တန်းတိုးပြီးတော့ပါကျဲကဘာဘူပန်ကိုပြန်လှည့်ပြီးတော့ဖမ်းမိခဲ့ပါလေဆရာတော်ထန်ဆန်းကဘရင်ကြီးစီသွားပြီးတော့အကျိုးကြောင်းပြောပြလိုက်တာကြောင့်မိစ္ဆာဗမာလေးလို့မေးတဲ့အခါဆရာတော်ကသူ့ရဲ့တပည့်တွေအပြင်မှာဖမ်းချုပ်ထားကြောင်းကိုပြောပြလိုက်ပါလေဘရင်ကြီးကလည်းထန်ဆန်းတပည့်တွေဝင်ဝင်ပြုဖို့အမိန်ပေးလိုက်ပါလေဒရုန်းနဲ့ရှိတော်မောက်ကိုရောက်တဲ့အခါမှာပါကျဲကသူဖမ်းမိထားတယ်ဘာဘူပန်အလောင်းကိုပြလိုက်တဲ့အခါငါးတကောင်ဖြစ်နေမှန်းကိုသိလိုက်ရပါလေအဲဒီတော့မှဘရင်ကြီးကငရံ့ကိုလက်ညှိုးထိုးပြီးမိစ္ဆာဆိုတာဒီဟာလားလို့မေးနေခဲ့ပါလေ မင်းကြီးကငါးသိတကောင်ပြပြီးတော့ပြဿနာလာရှင်းနေတာကြောင့်ငရန်ကရဲနာခိုးတာဘယ်လိုလုပ်ဖြစ်နိုင်ပါမလဲလို့မင်းကြီးကပြန်ပြောနေခဲ့တာပါဇုံကုံကရဲနာကိုခိုးသွားတာသူ့ရဲ့ဆရာခေါင်းကိုလုံးပိုးနကခိုးယူသွားခဲ့တာဖြစ်ပြီးတော့မင်းကြီးကိုအဲ့ဒီကြောင့်ပြောပြနေပါတယ်အဲ့ဒီခေါင်းကိုလုံးနကဟာတောင်ခွဲတောင်မှာနေတဲ့မြားစိမ့်ကံမှာရှိနေတယ်နကမင်းရဲ့တတ်မှတ်ဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်မင်းကြီးကလည်းထန်ဆန်းရဲ့ငါးအသေးအသက်တွေနဲ့ထန်ဆန်းရဲ့စကားတွေကယုံကြည်ဖို့ခက်ခဲလာကြောင်ပြန်ပြီးတော့ပြောလိုက်ပါတယ် တန်ဆန်းကိုတော့ကလည်းသူတပည့်တွေကမိစ္ဆာကိုဖမ်းပြီးတော့ဖရားရင်နာကိုပြန်ယူလာပြီးမှအသေးစားဖြစ်တာကြောင့်မိစ္ဆာတွေဖမ်းမမိခင်အထိဖမ်းစည်းကံဘုံကြီးတွေကိုလွတ်ပေးထားဖို့တောင်းဆိုလိုက်ပါတယ်။ဘုံကြီးတွေပြည့်ရှိမရှိကသူကိုယ်ဆုံးဖြတ်မှာဖြစ်တာကြောင့်ဇာတော်နေနဲ့စိတ်မပူဖို့ပြောတာကြောင့်ကိကိဆိုပြီးတော့ဒေါသထွက်သွားတဲ့ဇုံခုံးကိုပါကျဲကလမ်းဆွဲလိုက်ခဲ့ပြီးတော့ရင်နာကိုသူတို့နှစ်ယောက်သွားပြန်ယူကြဖို့ဝူခုံးကိုခေါ်နေခဲ့ပါတယ်။ဒီလိုနဲ့ဝူခုံးနဲ့ပါကျဲကအများစင်းအောင်ရေကန်စီကိုထွက်သွားခဲ့တဲ့ချိန်မှာ မြာစင်းအောင်ကန်ထဲမှာသမတ်တော်လေးဆိုတဲ့ခေါ်တန်တဲ့လူနဂါမင်းကြီးကရောက်လာခဲ့ပါလေ။ပါချဲနဲ့ဝူခုံးတို့ရောက်လာတဲ့အခါရေနဂါတကောင်ကအမွေးသူတရဝါတကောင်ကတွေးခွင်တောင်းနေကြောင်းကိုလာပြီးတော့ရှောက်ထားလိုက်ပါလေ။အန်အောင်ထိတ်လန့်နေတဲ့နဂါမင်းရဲ့သမီးကိုကိုနဂါသူ့မှာအကြံကောင်းရှိကြောင်းနဲ့ဒိန်လန်မနေဖို့ပြောလိုက်ခါအခန်းထဲမှာရှောင်းနေခိုင်းလိုက်ပါလေ။ဇုံခုံးကထွက်ပြေးဖို့ပြင်တဲ့နဂါမင်းကိုတားဆီးလိုက်ခါရွှေကြောင်းတော်ကဖရာရဲ့နောက်ကိုခိုးယူခဲ့ပါသလားလို့မေးလိုက်ပါလေ။နဂါမင်းကဒီလိုအဖြစ်မျိုးသူ့မှာမရှိတောင်းပြောနေပြီးတော့ ။တမန်ဖြစ်သူကလည်းသူတို့ခိုးယူတယ်လို့ဘသူကမှားရင်ဆွဆွဲခဲ့ပါလေလို့မေးနေခဲ့ပါလေ။အဲတော့မှပါကျက်ကငါးအသေးကို ထုတ်ပြပြီးတော့တက်သေးကရှေ့ရောက်နေမလို့ပါအများညင်းကျင်သေးလဲလို့မေးလိုက်တာပါ။ပါကျက်ကလည်းတက်သေးရှိနေဖြစ်တာကြောင့်ရဲနာကိုထုတ်ပေးလိုက်ဖို့ပြောတဲ့အခါမှာကောင်းကုန်းလုံးပိုးနကဘဲကငါးအသေးပြပြီးတော့ပါရဲနာရီလာတောင်းနေရလားမသိဘူးလို့ပြန်ပြီးတော့ပြောလိုက်ပါလေ။ဝူခုံးကလည်းဖះရေနာကိုထုတ်ပြီးပြောတဲ့အခါကိုနကားကသူတို့ရဲ့မြားစိမ်းတကံလုံးကြိုက်တယ်လို့ရှားဖွေနိုင်ကြောင်းကိုပြောလိုက်ပါတော့တယ် ။ဗာကျင်းတဲ့ဟူခုံးကရှာကိုရှာမယ်ဆိုပြီးတော့ရှာဖို့ပြင်တဲ့အခါငကားမင်းကြီးကဒီလိုရှာဖွေမှာဆိုရင်ဖြင့်သူကအပြစ်အစ်မှဖေချောင်းကိုပြောပြနေပါတယ်။ကောင်းကိုလုံးပိုးနကားကမရှာကြသေးခင်မှာသူစနီးခူးယူလာတဲ့နတ်လက်ဖက်ရွက်ကလေးနဲ့ဧကံပြရစီလို့ပြောကြတယ်အချိန်ဆွဲထားခဲ့ပါတယ်။ဟူခုံးကလည်းအင်းမြီးကြီးရသေးတာဘို့လို့ပြောလိုက်တာကြောင့်ကောင်းကိုလုံးပိုးနကားရဲ့ဇနီးကလက်ဖက်ရည်နှစ်ခွက်ကိုသူ့ရဲ့ဇဒိုးနဲ့မှုေလိုက်တာလာအောင်ချပေးပြီးတော့ကောင်းကိုလုံးပိုးနကားကိုဇုံခုံးတို့ရဲ့ခွက်ထဲမှာအစိတ်ခတ်ထားခဲ့ကြအောင် လင်ပန်းနဲ့မျက်နှာကိုကွဲကအဆက်ပြခဲ့ပြီးတော့ခန်းထဲကိုပြန်ဝင်သွားခဲ့ပါလိမ့်။ဟူခုံးကသူတို့တိုက်လာတဲ့လက်ဖက်အုပ်တွေကိုစိတ်ထဲမှာမတိုးမတန့်ဖြစ်နေတာကြောင့်လက်ဖက်အုပ်ကိုမတောက်သေးခင်မှာအကြံထုတ်လိုက်ကကြောက်ဆောင်တနေရာမှာအယောင်တစ်ဖက်ပြက်လက်နေတယ်။အလင်းအောင်တစ်ခုကိုဖန်ဆင်းလိုက်ပြီးတော့ဇုံခုံးကရေနာဟူမာလို့ပြလိုက်တာကြောင့်အားလုံးကအာယုံပြောင်းပြီးတော့သွားကြည့်ရှုနေကြချိန်မှာဟူခုံးကသူ့ရဲ့လက်ဖက်အုပ်နဲ့ငကားမင်းရဲ့လက်ဖက်အုပ်ကိုလဲထားလိုက်ပါလိမ့်။သူတို့လေးယောက်လုံးကတစ်ဖက်ပြက်လက်နေတဲ့နေရာကိုတကယ်တမ်းသွားကြည့်ရှုကြတဲ့အခါမှာ ဘာကိုမှမတွေ့ရတာကြောင့်လက်ဖက်ရည်စပွဲရှိရာကိုပြန်လာခဲ့လိုက်ကြပါလေဒီလိုနဲ့လက်ဖက်ရည်ကွက်တီကိုပြန်လဲပြီးတော့ကောက်ယူကတောက်လိုက်ကြပါတော့တယ်ခေါင်းသုံးလုံးပုံကားကလက်ဖက်ရည်ကွက်ကိုမော့ချလိုက်ပြီးဇုံခုံကမတောက်ဖြစ်လဲတောက်ဖြစ်သွားအောင်တောက်လီတောက်လီလိုတိုက်တွန်းနေပါတော့တယ်ဇုံခုံကလည်းယုံကြည်စိတ်ချစွာနဲ့တောက်ချလိုက်ပါလေဟူကောင်းကငကားမင်းရဲ့အခြေအနေကိုလှမ်းကြည့်ပြီးတော့အခြေအနေမဟန်မှန်းသိလိုက်တာကြောင့်လက်ဖက်ရည်ကွက်ကိုမော့ချဖို့လုပ်နေပါသေးတဲ့ခွက်ကိုဟူခုံကပုတ်ချကမှောက်ထုတ်ပစ်လိုက်ပါတယ် လဘေးကွယ်အကြောက်ထိုင်ကုန်မို့ပြုတ်ကြပြီးတော့တဆဲဆဲမိကအမြုပ်တွေထလာခဲ့တာကြောင့်ဝူကုန်းတို့ဟာစိတ်တွေရှိနေမှန်းကိုသိလိုက်ရပါတော့တယ်အဲဒီအချိန်မှာဆုံးကုန်းလဲထားခဲ့တဲ့ခွက်ကိုတောက်မိတဲ့ငကားမင်းဟာလည်းအမြုပ်တွေတစီစီထွက်ကလဲကျသွားခဲ့ပါတယ်ကောင်းကုလုံးပိုးနကရောက်ကမကြီးရောက်ကမကြီးလို့ဩကငကားမင်းကြီးတံကိုပြေးပွေလိုက်ပါတယ်ကောင်းကုလုံးပိုးနကဒေါသထွက်သွားပြီးတော့နကားမြဆောင်းတဲ့ဆုံးကုန်းကိုကြည့်လိုက်တာကြောင့်ဝူကုန်းကကိုပြုတ်တဲ့ကံပဲ့တင်တဲ့ကိုထံပြန်လာမှာပဲဖြစ်ကြောင်းကိုကောင်းကုလုံးနကားကိုပြောပြနေခဲ့ပါတယ် အဲဒီချိန်မှာငကားမင်းရဲ့ရွှေငါးတက်ဖွဲ့တွေဟာဝူခုံးကိုလာအောင်ပြီးတော့ဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ်။ခင်းအောင်ငါးနဲ့အဖြူအောင်ငါးဝူခုံးကိုညက်ပိတ်တိုက်နေချိန်မှာဝူခုံးကလည်းကျင်းလေသွားနဲ့အေးဆေးပဲရှောင်ထွက်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲပါကျဲကရောက်လာပြီးတော့သူ့ရဲ့ထွန်ကြီးကြီးနဲ့ခင်းအောင်ငါးကိုထုတက်ပလိုက်ပါတယ်။ခင်းအောင်ငါးကတည်တီးတွေနဲ့ကောက်ပြစ်တာကြောင့်ဝူခုံးကတည်တီးလုံးကိုဖမ်းပြီးတော့ဗေးနားမှာရှိတဲ့ငွေအောင်ငါးရဲ့ဗစက်တဲကိုထိုးထည့်လိုက်ပါတယ်။ငကားရဲ့နောက်လိုက်ရေးတော်ဝါရီယာဆုံးခုံးနဲ့ပါကျဲကိုဝိုင်းဝန်းပြီးတော့တိုက်ခိုက်ကြပါတော့တယ်။ ဝူခုံးကကြောက်ခုံကြီးကိုတကိုးနဲ့မပြီးတော့ခေါင်းကိုလုံးနှကားကိုပေါက်လိုက်တာကြောင့်ခေါင်းကိုလုံးနှကားအမြန်ရှောင်တိမ့်လိုက်ရပါတယ်။ခေါင်းကိုလုံးနှကားထွက်ပြေးနေတဲ့အတွက်ဝူခုံးနဲ့ပါကျဲတို့လိုက်လံပြီးတော့တိုက်ခိုက်ဖမ်းဆီးနေပါတယ်။ခေါင်းကိုလုံးပိုးနှကားပါကျဲနဲ့ဝူခုံးကိုပင်လယ်တွင်တဏှာအနှက်စီကိုမြားခေါ်သွားပြီးတော့ပန်းအောင်ငါအဖြူအောင်ငါတို့နဲ့အတူတူချောင်းကြည့်နေခဲ့ပါတယ်။နောက်တော့အဖြူအောင်ငါကခုံထွက်လာပြီးဝူခုံးကိုခုံလိုက်တဲ့အခါမှာဆုံးခုံကဝိုက်ပြီးတော့ကိုယ်ရှောင်လိုက်ပါတယ်။အဝါရောငါကထမှန်ဝင်ရောက်လာတာကြောင့်ဝူခုံးကချက်ရှောင်လိုက်ပြီးတော့ အဝါရောင်ငားရဲ့ခေါင်းကိုဖိချပစ်လိုက်ပါလေ။ပါသေးကပင်လဲတက်ကွင်းနဲ့ဝင်ရောက်လာချိန်မှာဖြူအောင်ငားနဲ့ပန်းအောင်ငားကနောက်ကနေဝင်ပြီးတော့ထူးကြပါတော့တယ်။ပါသေးကပန်းအောင်ငားကိုထုံချင်းနဲ့ရိုက်ချလိုက်ချိန်မှာခေါင်းကိုလုံးပိုးနကားကပါသေးကိုအပေါ်ကနေဝင်ရိုက်ပြန်တာကြောင့်ပါသေးကငုံချောင်းလိုက်ရပါလေ။အဖြူအောင်ငားရဲ့တိုက်ကွက်ကိုပါသေးကဆောင်းလိုက်ချိန်မှာပါသေးကဟန်ချက်ပြက်ပြီးတော့ကမာကွန်ထောင်ချောင်းနဲ့ခြေထောက်ကိုညှက်နေခဲ့ပါလေ။ကျွန်တော်တို့ဘက်မှာကမာထောင်ချောင်းနဲ့ညိနေပါသေးကိုဖြူအောင်ငားနဲ့ပန်းအောင်ငားတို့ဟာအတင်းဝင်ရောက်ပြီးတော့တိုက်ခိုက်ကြပြန်ပါလေ။ ပါကြဲအသူချောင်းမှာညက်နေကမာကောင်ရိုက်ခွဲပြီးတော့ဘိုင်အောင်ငါကိုဆက်လက်တိုက်ခိုင်လိုက်ပါလေအကွယ်တခုမှဘုံနေခေါင်းကုံလုံးပိုးနှကလေပါကြဲကိုနဂါဆက်လက်နဲ့လိုက်ပြီးတော့ပြစ်နေခဲ့တာကြောင့်ပါကြဲအငုံချောင်းလိုက်ပါလေဇုံခုံကလည်းရေပေါ်ကနေပြန်ဝဲတိုက်ခိုက်လာတယ်ငါအပေါင်းစုံရဲ့ရန်ကိုကာကွယ်နေရပါလေနောက်ပိုင်းမှာရေတရွာပေါင်းစုံပြင်တန်တာကြောက်တန်းတွေကပါသူတို့ညောင်တိုက်ခိုက်နေကြပါတော့လေပါကျဲနဲ့ဝူခုံးကဘယ်ကနေလွင်လို့လွင်လာမှမသိတယ်တန်တာကြောက်တန်းတွေကိုရှောင်းတင်းနဲ့ငုံရှောင်းကိုရှောင်းဝိုက်ရှောင်းအစုံရှောင်းနေကြပါတယ် နောက်တော့တန်နာကြောက်တန်းနှစ်ခုဟာပါကျဲကိုညှက်ပြီးတော့တတ်နေတာကြောင့်ပါကျဲဟာတန်နာကြောက်တန်းနှစ်ခုကိုကြားကန်ထားနေရပါလိမ့်ဗန်ပူပါတော့မြင်းကလေးအော်ယန်စီကိုရောက်ရှိနေခဲ့ပါပြီမြင်းဝန်တပ်ဖို့စ조사နေတဲ့ဗန်ပူပါကိုဝူချင်းကဖမ်းချုပ်ထားခဲ့ပြီးတော့အော်ယန်ကတော့ငကားပြေဖမ်းစင်းကငကားပြီကိုရောက်ရှိသွားခဲ့ပါတော့လေကောင်းကိုလိုငကားရဲ့ဇနီးတရားကြောက်တကားတစ်ခုကိုဖွင့်လှစ်ပြီးတော့ရန်ချွေတော်အဝါရောင်ငားမနဲ့လေမောင်အောင်ငားမတွေကိုအပြင်မှာဆောင်းခိုင်းကတခုဒူးကြရင်သူ့ကိုသတင်းပို့ဖို့အတွက်မှာကြားကသူမကထဲကိုဝင်သွားခဲ့ပါတယ် အဲဒီမှာအော်ရန်ကတိတ်ဆိတ်ဝင်ရောက်လာတာကြောင့်ရန်ရွှေတော်လိန်မော်နဲ့အဝါရောင်ငါပုံအောင်ပြီးတော့အချင်းတွေကိုလေ့လာနေပါတယ်။နောက်မှအဝါရောင်ငါနဲ့လိန်မော်ငါဟာပုံအောင်နေရာကထွက်လာပြီးကြောက်တကားကိုဖွင့်ဖို့ကြိုးစားနေအော်ရန်ကိုတားဆီးလိုက်ပါတယ်။အဝါရောင်ငါနဲ့လိန်မော်ငါအသင်ပါလာတဲ့ဓာတ်တွေနဲ့အော်ရန်ကိုဝင်ပြီးတော့ပိုက်နေခဲ့တာကြောင့်အော်ရန်ကလည်းသူ့ရဲ့ဓာတ်နဲ့ကာကွယ်နေရပါတယ်။အဝါရောင်ငါလွင့်ထွက်သွားချိန်မှာလိန်မော်ငါကဝင်ရောက်လာပြန်ပြီးအပြန်အလှန်တိုက်ခိုက်နေကြပါတယ်။လိန်မော်ငါကလွင့်ထွက်သွားချိန်မှာနီညူအောင်ငါကထပ်ဝင်လာပြီးတော့ ။အော်ရန်ဒါကိုသူ့ရဲ့လှမ်းနဲ့လှမ်းပစ်လိုက်ပါတယ်။အော်ရန်ဒါကြောက်တုံးမှာလှမ်းနဲ့သွားပြီးတော့ညက်နေချင်းနီညိုရောင်ငါးကအော်ရန်နဲ့တိုက်ခိုက်နေကမင်းသားအော်ရန်ကိုဘာကြောင့်ရောက်ရှိလာပါသလဲလို့မေးနေခဲ့ပါတယ်။အော်ရန်ကလည်းမင်းတို့ရဲ့ဆရာခေါင်းကိုလုံးပိုးတကားခိုးယူသွားတဲ့ရဲနာကိုပြန်လှည့်ပြီးတော့လာရောက်ယူဆောင်နေတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။နီညိုရောင်ငါးဟာသူမရဲ့ဒါမှကတ်ထားတဲ့စိန်သွားလက်နဲ့နဲ့အော်ရန်ရဲ့မျက်လုံးကိုစူးအောင်လှုပ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။တပတ်ကနန်းတော်ထဲမှာတော့ထန်ဆန်းကိုတော်ကတပည့်နှစ်ယောက်ဖြစ်ကြတဲ့ဝူခုံးနဲ့ပါကျဲဟာ တကူဖမ်းဖို့ရာထွက်သွားခဲ့တာကြောင့်ခေါင်းဖြတ်အပြေပေးဖို့ကိစ္စကိုနောက်ဆုတ်ထားဖို့တောင်းဆိုနေခဲ့တာပါဒါနဲ့ပဲဘီရင်ကြီးကခေါင်းဖြတ်ဖို့ကိစ္စကိုနောက်တစ်နေ့နေ့လယ်ထိရွှေဆိုင်ထားလိုက်ကြောင်းကိုကြေညာလိုက်ပါတော့လေဂူခွန်ကလည်းခေါင်းကုံးလုံးပိုးနကားကိုလိုက်လံတိုက်ခိုက်နေပင်လယ်ကန်းဆက်ကြောက်ဆောင်ပေါ်မှာဆက်လက်တိုက်ခိုက်နေကြပါလေဂူခွန်ကခြေထောက်နဲ့ကန်လိုက်တဲ့အခါခေါင်းကုံးလုံးပိုးနကားဆိုက်ဆိုင်ဆိုက်ဆိုင်နဲ့ပင်လယ်ဘက်ကိုလွင့်ထွက်သွားပါတော့လေခေါင်းကုံးလုံးပိုးနကားကသူ့ရဲ့ဓာတ်နဲ့ဇုံကုံးကိုထိုးလိုက်တဲ့အခါဂူခွန်ကခေါင်းကုံးလုံးပိုးနကားရဲ့ရင်ဘက်ကိုစောင့်ကန်ထောက်လိုက်တာကြောင့် ခေါင်းကုံလုံးပုံနကအကြောက်ဆောင်ဘွားပြုတ်ကြကတဲတောင်မြေမော်ရောက်ရှိသွားပါတော့လေအဲ့ဒီချိန်မှာတကြားနတ်မင်းနဲ့ပေါင်းပါရင်းနဲ့ဝူခုံးရဘာကျဲကဘာရောက်လာပြီးတော့အားလုံးကပင်လေတဲ့ကိုဆင်းပြေးဖို့ကြံစီနေတဲ့ခေါင်းကုံလုံးပုံနကကိုဝိုင်းထားလိုက်ကြပါလေခေါင်းကုံလုံးပုံနကသူ့ရဲ့နောက်ဆုံးလက်နက်နဂါးကောင်းလေးကိုတခုချင်းထုတ်ကတိုက်ခိုက်ဖို့ကြိုးစားနေပြန်ပါလေခေါင်းကုံလုံးပုံနကရဲ့ခေါင်းတလုံးထွက်လာတိုင်းမှာနတ်မင်းကလေးခွားနဲ့ပြစ်ခတ်ရင်းနောက်ဆုံးမှာခေါင်းကုံလုံးပုံနကကိုဖမ်းဆီးရမိလိုက်ကြပါတော့လေ အော်ရန်ခေါင်းကုံးလုံးပိုးနကားရဲ့တပည့်မှနီညောင်ငားနဲ့တိုက်ခိုက်နေရင်နီညောင်ငားမှထွက်ပြီးသွားချိန်မှာတန်နာကြောက်တန်းတွေရဲ့ရန်ကိုလည်းအော်ရန်ကအောင်းနိုင်ခဲ့ပါလေ။အော်ရန်ကြောက်တကားကိုဖွင့်ပြီးတော့အထဲကိုဝင်သွားခဲ့ပါလေ။အထဲကိုရောက်သွားတဲ့အခါမှာဖရားရေနာထဲ့တာတဲ့ကမာကောင်ကိုအော်ရန်ကဖွင့်ကြည့်လိုက်တဲ့အခါရေနာကိုမတွေ့ရှိရပဲရှိနေပါတော့တယ်။အဲဒီချိန်မှာခေါင်းကုံးလုံးပိုးနကားရဲ့ဇနီးရာရောက်လာခဲ့ပြီးတော့အော်ရန်ကိုခဏထိုင်ပါအောင်ဆိုပြီးတော့ဧကန်ကလက်ဖက်ရည်တိုက်နေခဲ့ပါလေ။ ။အော်ရန်ကလည်းသူ့ကိုအစိတ်ခတ်တောင်းမှလာလို့မေးလိုက်ကလဖေးရဲ့ကွက်ကိုပုတ်ချပစ်လိုက်ပါတော့တယ်။ခေါင်းကိုယ်လုံးပုံကရဲ့ဇနီးကသူနဲ့ဒီကိစ္စတွေကဘာမှမပတ်သက်ကြောင်းနဲ့ဒီကိစ္စအားလုံးကိုစီစဉ်သူဟာခေါင်းကိုယ်လုံးပုံကသာဖြစ်ကြောင်းအော်ရန်ကိုပြောပြနေပါတယ်။အော်ရန်ကလည်းခေါင်းကိုယ်လုံးပုံကရဲ့ဇနီးကိုသူ့ကိုလဲစားလို့ရမှာမဟုတ်ကြောင်းကိုပြောကာကိုနကားဟာဒံယောင်ရီအများကြီးနဲ့ထွက်ပြေးနေရပြီးကြောင်းပြောပြလိုက်ပြီးတော့ရဲနာကိုထုတ်ပေးလိုက်ဖို့ကိုပြောနေခဲ့ပါတယ်။ကောင်းကုလုံးပုန်နကရဲ့ဇနီးကလည်းရဲနာသူမနဲ့တူရှိနေခဲ့တာဖြစ်ပြီး ။အော်ရန်သာသဘောတူမယ်ဆိုရင်အဲ့ရဲ့နာကိုအတူတကွအသုံးပြုခြင်းကြောင့်ဖြာရောင်းပြီးတော့သွေးဆောင်တွေကဲ့ပြန်ပါလိမ့်။အော်ရန်ကလည်းခေါင်းကိုလုံးပိုးနကားရဲ့ဇနီးကိုဘာအဓိပ္ပာယ်နဲ့ပြောနေရလဲလို့ပြန်မေးလိုက်တော့ခေါင်းကိုလုံးပိုးနကားရဲ့ဇနီးကသူ့ကိုခွင့်လွှတ်ပေးပြီးအတိတ်ကချစ်လက်စားတွေကိုပြန်ဆဖို့ကအတူတူလက်ထပ်ပေါင်းသေးနေထိုင်ကြဖို့ပြောနေပါလိမ့်။ခေါင်းကိုလုံးပိုးနကားရဲ့ဇနီးကပဲဆက်ပြီးတော့ဒီနဂါးနန်းတော်ကြီးမှာနဂါးမင်းရဲ့သမတ်လုံမယ်ဆိုပါကသူများစီးတဲ့မြင်းပြူဖြစ်နေတောင်းဝင်ကြမလို့တော့ចောင်းကိုဖြာရောင်းနေခဲ့ပြန်ပါလိမ့်။အော်ရန်ကလည်းမင်းသမီးပြောတာအကြံကောင်းတစ်ခုဖြစ်ကြောင်းပြောတဲ့အခါ မင်းသမီးကသူ့ရဲ့အကြံကိုလက်ခံလိုက်ပြီလားလို့အော်ယန်ကိုမေးလိုက်ပါတယ်။အော်ယန်ကချေကြီးရှုံးလဲမျက်ဝန်းလဲပြဗျာ။ချေကြီးရှုံးလဲတဲ့မျက်လုံးနေနဲ့မင်းသမီးကိုလှမ်းပြီးတော့ခေါ်လိုက်ချိန်မှာမင်းသမီးကလည်းရွှဲအီနေတဲ့မျက်လုံးနေနဲ့ပြန်လဲကြည့်ကအော်ယန်ချေလက်စားတွေမကုံသေးမှန်းသိရတာကြောင့်အတူတူပြန်နေဖို့လက်ခံလိုက်တာကိုအန်အောဝန်းသာနေမိချောင်းကိုပြောကထိုင်ကုန်မမထိုင်နေတဲ့အော်ယန်အရှိမဒူးထောက်ချလိုက်ပါတော့တယ်။မင်းသမီးကအော်ယန်ရဲ့ပေါင်းမမမေးတင်လိုက်တဲ့အချိန်အော်ယန်ကလည်းမင်းသမီးရဲ့လက်ကလေးကိုကင်ကာအတူတူသုံးမယ်ဆိုရင်တော့ဖြင့် အဲ့ဒီရေနာကိုပြပေးဖို့ပြောလိုက်ပါလေမင်းသမီးကလည်းအဲ့ဒီမှာမတ်တပ်ထားရလိုက်ပြီးရေနာမို့လို့သူမရဲ့ရင်မတ်နဲ့အနီးဆုံးနေရာမှာအများနိုးဆုံးတင်ထားပါလေလို့ပြောကရင်မတ်ထဲမှာထည့်ထားတယ်ရေနာကိုထုတ်ပေးလိုက်ပါလေအော်ရန်ကလည်းတကယ်ရေနာကမင်းသမီးရဲ့ရင်မတ်ထဲမှာပဲဖွက်ထားတာပဲလို့မှတ်ချက်ချခဲ့ပါလေမင်းသမီးကသူမရဲ့ပိုင်ဆိုင်မှုဟာမင်းသားပိုင်နေသူမရဲ့ပစ္စည်းကအော်ရန်ရဲ့ပစ္စည်းသူမရဲ့ဟာမှန်သမျှအော်ရန်ကြိုက်တယ်လို့အကုန်လုံးအသုံးချနိုင်ကြောင်းပြောလိုက်ကဂလူဤသို့မြူဤသို့လုံနေခဲ့ပါလေ ော်ယန်ကရဲနာကိုသူ့ကိုပေးဖို့ပြောတဲ့အခါမှာမင်းသမီးကထုတ်ပေးလိုက်တဲ့အချိန်မှာပဲအော်ယန်ဆက်ကနေဆွဲယူကထွက်ပြေးဖို့လုပ်နေတာကြောင့်မင်းသမီးကလမ်းဆွဲလိုက်တဲ့အခါမှာအော်ယန်ကတစ်ဆပ်ပေါင်းမှာနေနဲ့ငါရဲ့ချစ်ချင်းမြတာတွေကတူသလားတွန်သလားလို့ပြောကဖယ်စန်းဆိုပြီးတော့ထားခဲ့လိုက်ပါလေဇုံကုံကအော်ယန်ကိုစီးကရဲနာကိုကောင်းကင်ဘော်ကနေဖျားစီကိုပူဇော်လိုက်ပါတော့တယ်ဘီရင်ကြီးကလည်းရဲနာပြန်လဲရရှိသွားခဲ့ပြီဖြစ်တာကြောင့်ပျော်ရွှင်ဝမ်းသာသွားကဖျားကိုလာအောင်ပြီးတော့ဝတ်ပြုနေခဲ့ပါလေ ဒန်ဆန်းကိုတော်တို့အဖွဲ့နဲ့မင်းကြီးတို့အဖွဲ့အလွန်တရာမှတပ်ပယ်ကြီးညိုလာပါတော့ရောင်ကြီးတော်လွတ်နေရဘုံဆက်၃စင်ကိုလှမ်းကြည့်ဖူးမြောင်နေချိန်မှာပါကျဲကမင်းကြီးဘာပြောမှလဲဆိုတာစောင့်ကြည့်ရမလို့ဦးချင်းကိုပြောနေခဲ့ပါတယ်ဇုံကုံကတော့ကောင်းငင်ခီးနဲ့ပြန်ကရောက်လာခဲ့ပြီးသူဟာရေနာကိုဘုံဆက်၃စင်မှာပူဇော်ထားပြီးပြီဖြစ်တာကြောင့်သူ့ရဲ့အစွမ်းကိုယုံကြည်ပြီလားလို့လှမ်းပြီးတော့အော်မင်းနေခဲ့ပါတယ်ဘီရင်ကြီးကလည်းဇုံကုံကတကယ့်ကိုမှတကိုးရှင်မြောင်မင်းတယောက်ဖြစ်ပါကြောင်းသိရပါပြီလို့ပြောတဲ့အခါပါကျဲကမြောက်ပြောနေတာပါလို့လှမ်းအော်လိုက်ပါတယ် မင်းကြီးကလည်းအရင်ကမသိနားမလဲခဲ့တာတွေကြောင့်အမြင်မကြည်တတ်ခဲ့တာဖြစ်ပြီးတော့အခုမှသိရတဲ့အတွက်လဲတောင်းပန်မိပါကြောင်းပြောတဲ့အတွက်ထန်ဆန်းကိုတော်ကတောင်းပန်နေဖို့မလိုအပ်ပါကြောင်းနဲ့ဘရင်ဆိုတာလဲမကြာခဏမှားတတ်တာဖြစ်တဲ့အတွက်ဒါသဘာဝတရားတစ်ခုသာဖြစ်ကြောင်းကိုပြန်လဲပြီးတော့ဖြောင်းဖြားပြောနေခဲ့ပါလိမ့်ဘရင်ကြီးကဝူခုံးကိုကြောင်းတိုက်နိုင်မဲ့ဆိုင်းပုတ်ကိုဘလို့များပြင်ဆင်မဲ့ခေါ်ရပါမလဲလို့မေးတဲ့အခါစုံဝခုံးကရွှေရောင်အလင်းလိုနာမည်ပေးတင်ကြောင်းရွှေဆိုတာရွှေရှားနေတဲ့သဘောဖြစ်ပြီးတော့အလင်းရောင်ဆိုတာကတော့မျက်စိတမိတ်လျှက်ပြက်ချင်းလိုသဘောယူပြီး နဂနိုင်ကြောင်းတော်လို့မှဲ့လိုက်တာအကောင်းဆုံးပါပဲလို့ပြောလိုက်တာကြောင့်မင်းကြီးကဟဲ့ပပတ်ရီမောက ကောင်းလှပါတယ်အသိမြန်လှပါပြီတယ်လို့ပြောလိုက်ကရွှေကြောင်းတော်ကိုနဂနိုင်ကြောင်းတော်လို့နာမည်ပြောင်းကယ်လိုက်ပါတော့တယ်အဲဒီချိန်မှာရှောင်းလင်းဆရာတော်တွေကလည်းဟောမီတော်ဖို့သုံးချိန်ရုပ်စုကဆိုင်းပုတ်တင်ပြီးသကာလဒီပိုင်းလေးကဒီနေရာမှာဆုံးသက်သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့အတွက်ဒီစက်မှုကတလောက်ပါပဲခင်ဗျနောက်နေ့ပါလေ မြောက်ပြင်စုံကုန်းနဲ့ဆရာတော်တို့ရဲ့အနောက်ရက်သို့ကြီးသွားခြင်းမတန်းအပိုင်းဆောက်ဆက်လက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်လောက်ပြီးတော့နားဆင်အားပေးကြဖို့ဖိတ်ခေါ်ရင် channel ကို subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ်ကစောင့်မျှော်ကြည့်ရှုနိုင်ကြအောင်ပါခင်ဗျာဆိုတော့ရုပ်ရှင်နဲ့စာဆုံးကြည့်ခြင်းလဲဒုံးစံတိုင်းပဲ Telegram join လုပ်ရပါကြောင်းဒီပေးပါစီဒီနေ့မှာအစားကနေ live ပါကြည့်ရှုအားပေးအချိန်ပေးကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းမြောက်ချစ်သူပေါင်းသူတော်ကောင်းတို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ